ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာခုကျွန်တော်ပြထားတဲ့ကတ်ကလေးကတော့ပြီးခဲ့တဲ့ပတ်တရားရောင်းတဲ့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဟိုဖော်မြူလာအခွေတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ဖော်မြူလာအခွေကဒီတစ်ပတ်မှာ6လုံးခွေနော်ခွေက6လုံးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်မရောင်းဘူးပေါ့နော်အခွေမရောင်းမင်းနဲ့ကျွန်တော်ဒီဘောတော့မှုကြောင့်ဝင်းနှက်ကွက်ကို ရောင်းပေးတာဖြစ်ပါတယ်။ဒါလို့ပေါ့နော်ဒီဘုဒ္ဓမှုကျော်မွေးနှက်ကွက်ကိုလည်းယူမယ်။နှောင်းရဲ့ formula အခွေကိုလည်းတန်ဆန်းကြည့်ကျင်နေဆိုရှင်ရင်ကျွန်တော်အခွေလည်းပေးပါတယ်နော်။ပေးပါတယ်ဆိုတာဟိုလာဟိုယူမယ်လို့ပြောမှကျွန်တော်ပို့ပေးမှာနော်။ဒီတိုင်းပို့ပေးမှာမဟုတ်ဘူး။ခွေလည်းပေးပါဆိုတော့ကျွန်တော်နောက် formula ခွေကိုပို့ပြီးပါကျွန်တော် formula ခွေအားကြတော့မိတ်ဆွေများ ပြည့်ရဲ့အတိုင်းပေါ့နော်။တဘောထွင်လဲ90ရမလို့ကန်ကောင်းရင်56ခွက်ထွက်မှာပေါ့ဗျာနော်။ Okay ပါမေးဆွေအောင်မေးဆွေတင်များပေါ့နော်ကျွန်တော်တခုကြိုးပြောထားခြင်း ਨੇ ။ဒီအခုဘုရုံးမှုကြောင့်မွေး2ခွက်ယူမှာဆိုရင်ပေါ့နော်။မာမန်ရှိပါတယ်နော်။မာမန်ရှိရဲ့ကျွန်တော်ကတ်စားပြန်မပေးတော့တဲ့အတွက်ကြောင့်ပေါ့နော်။ကတ်စားပြန်မပေးတဲ့အတွက်ကြောင့်အဲ့မေးစင်တာစိတ်ကျဉ်းမှုရှိမှဒါယူစေချင်ပါတယ်နော် မာမန်ရှိပါတယ်။ဒီဘာတီကက်ကလေးကိုယူမဆုံရင်ယူလို့ရပါသေးရဲ့နော်။ယူမဆုံလို့ရှင် Viber နဲ့ Telegram နဲ့လာယူလို့ရပါတယ်။ Viber နဲ့ Telegram သုံးတဲ့ဖုန်းနံပါတ်ဒီကက်မှာရေးပေးထားပါတယ်နော်။တပိုးငွေလဲငွေလဲရမယ့်ဖုန်းနံပါတ်ကလည်းဒီကက်မှာရေးထားတဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်နော်။ We are okay ပြီးတော့နှစ်ခုစလုံးရပါတယ်နော်။ဒီဘာကျွန်တော်အဲ့ဒါလေးကိုအော်မက်ဆက်ပေးရပါနော်။ကျွန်တော်ရဲ့ဖော်မြူလာအခွဲကိုလည်းကန်ဆန်းခြင်းလည်းဆိုရှင်ကျွန်တော်ပို့ပေးမယ်နော်။ ီကက်ကလေးကိုလည်းယူမယ်ကျွန်တော်ရဲ့ formula ခွေလည်း concern ကြည့်မယ်ဆိုကြည့်ရင်ခွေလည်းကျွန်တော်ပို့ပေးမယ်เนาะခွေကတော့6လုံးခွေเนาะကျွန်တော်ပြောကြိုးပြောပြီး6လုံးခွေဖြစ်ပါတယ်အဲ့ဒီခွေထဲမှာဒီနှစ်ကွက်လည်းပါတယ်ပေါ့เนาะအဲ့ဒီခွေထဲမှာဒီနှစ်ကွက်လည်းပါတယ်ကဲပါဒါလေးအကြောင်းကျွန်တော်တို့16ရက်6လ2025ဒီနေ့အခုနေ့နင်းလာနေမနက်ပိုင်း7:00နာရီတမင်းနေ့အတွက် ောင်မြင်သားတွေ့တော်တဲ့ site လေးကိုဆွေးပြပေးမှာဖြစ်ပါတယ်အဲတော့နမစင်များအနေနဲ့ကျွန်တော်ဆွေးပြပေးတဲ့ site ကရတဲ့တနန်းကိုပေါ့နော်အစားဆုံးတခြားကြည့်ရှုလေ့လာပြီးမှမိမိကိုယ်တိုင်စိတ်နှစ်တန်တော့ကစားစစ်ကြပါတယ်နော်အဲကျွန်တော် site ကလေးကိုစလိုက်အောင် ကွက်ကောင်းတကွက်ကောင်းဖြစ်ခြင်းနဲ့မိတ်ဆွေများတော့ပေါ့နော်ကြိုက်ရင်ကြည့်မကြိုက်ရင်မကြည့်နဲ့ပေါ့ကျွန်တော်ဘူတီအနီရောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကိုပေါင်းပါမယ်ဒီအနီရောင်ထဲမှာရှိတဲ့ကဏ္ဍသုံးလုံးကကြတော့ ကိုရဲ့နှစ်အဲ့ဒီတိကိုနှစ်ဆိုတဲ့ကဏ္ဍတော်ကိုပေါင်းလိုက်ရင်ဆက်နှစ်ဆက်နှစ်ဆိုတော့နှစ်ပေါ့နော်အဲ့ကြောင့်နှစ်ဆိုတဲ့ကဏ္ဍလေးပြီးမှရေးလိုက်ပါမယ်အဲ့ဒီမှာအမီအောင်လေးကနှစ်ရတယ်နော်အမီအောင်လေးကနှစ်ဆိုတဲ့ကဏ္ဍလေးရပါတယ်အခုကကြတော့ ပြောင်းရောင်းလေးဖြစ်ပါတယ်ပြောင်းရောင်းထဲမှာရှိတဲ့ကဏ္ဍ၃လုံးကိုပေါင်းလိုက်ပါတော့ပုံညာရဲ့9ရဲ့4ပုံညာ9လေးကိုပေါင်းလိုက်ရင်9ရပါတယ်ဒီမှာပြောင်းရောင်းလေးက9ရပါတော့ ီ site ကနေရတဲ့ကနန်းရဲ့နောက်တော့ကျွန်တော်တခြား site ကနေမြင်ထားတဲ့ကနန်းရဲ့ရေးပေးမယ်နော်ခုအနီရောင်နဲ့အပြိုင်ရောင်က1နဲ့9ရတယ်နော်အဲ့ဒီ1နဲ့9ကနော်ဒီ1နဲ့9က လားနှစ်ကိုဆိုပြီးတော့ဖတ်တာပါလေညံပေါင်းခြင်းဟာတကုနှစ်ကိုပေါင်းတာကနှစ်နော်တောင်လေးကတောင်ငါးလေးကိုပေါင်းတာကိုအမှနှစ်ကိုဆိုရက်ကနထွက်တာလေပေါ့ နောက်ပိုင်းမှာနှစ်ကိုဆိုတဲ့ခဏထွက်ထားပါလေ။အနောက်တစ်ပိုင်းစက်ကြီးအောင်နောက်တစ်ပိုင်းကလည်းဒီအနီရောင်ထဲမှာရှိတဲ့ခဏန်းသုံးလုံးကိုပေါင်းလိုက်မယ်။၈ရ၅ရ၃ရ။ဒီ၈၅၃ကိုပေါင်းလိုက်ရင် ရှင်း၅တောင်းပေါင်းလိုက်ရင်6ရပါတယ်နော်ရှင်း၅တောင်းပေါင်းရင်16ဆိုတော့6ကျွန်တော်6ဆိုတဲ့ကဏ္ဍကြီးဒီနားမှာရေးလိုက်မယ်နော်နောက်ထပ်ကကျွန်တော်အပြည့်အောင်လေးပေါ့နော်ဆက်ရောင်းဒီမှာအပြည့်အောင်ထဲမှာရှိတဲ့ကဏ္ဍ၃လုံးကိုပေါင်းလိုက်မယ်4ရယ်3ရယ်3ရယ်ဒီ၃ည၃ကိုပေါင်းလိုက်လို့ရှိရင် ခွန်ရပါတယ်အခွန်ဆိုတော့ကျွန်တော်ဘေးမှာခွန်ဆိုတဲ့ကဏ္ဍလေးဘေးမှာရေးလိုက်မယ်နော်ဒီတုံညာတုံပေါင်းလိုက်တာခွန်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာခွန်ဆိုပြီးတော့ရေးလိုက်မယ်အဲ့ဒီမှာကဏ္ဍနှလုံးရရပါနော်6နဲ့ခွန်အမီအောင်လေးက6အပြည့်အောင်လေးကခွန်အဲ့ဒီအမီအောင်6နဲ့အပြည့်အောင်ခွန်ကဒီမှာတွေ့ရအောင်ပါအမီအောင်က6 ဲမှာတဲ့ရောင်ကခွန်အဲ့ဒီမှာ6ခွန်ဆိုပြီးတော့ထွက်တာပါလေတတိယပင်စက်ကြအောင်နော်တတိယပင် စိုက်နေတာမှာအကွာဝေးက sorry ကွာဝေးအတူတူပဲဗောနော်ဒီအပြရောင်းအောက်မှာ1 2 3เนาะဒီကနန်း3လုံးချပြီးတော့မှဒီမှာအနီရောင်းလာတာဗောနော်ဒီမှာလည်းအတိုင်းပဲဒီမှာတဲရောင်းလေးရဲ့အောက်မှာ1 2 3เนาะကနန်း3လုံးချပြီးတော့မှဒီမှာအနီရောင်းလာမယ်ဗောနော်ကွာဝေးခြင်းလည်းအတူတူပဲဗောနော်ဒီအနီရောင်းတိုင်းမှာရှိတဲ့3 3 2ကိုပေါင်းလိုက်မယ်3 3 2ကိုပေါင်းလိုက်ရင်5ဖြစ်ပါတယ် ီယောင်လေးရဒီမှာငားဆိုလဲကနန်းရတယ်နော်အဲကျွန်တော်နောက်ထပ်အပြည့်အောင်လေးကိုကြည့်အောင်အပြည့်အောင်လေးရဒီမှာ6ရဲ့9ရဲ့3ရဲ့ပေါင်းလိုက်မယ်6 9 3ရောက်ပေါင်းလိုက်လို့ရှိရင်7 7ဆိုတော့1ပေါ့နော်အဲကျွန်တော်1ဆိုတဲ့ကနန်းလေးပြီးမှရှည်လိုက်မယ်အဲ့ဒီမှာကျွန်တော်ညောင်လေးက9 ပြောင်းလေးက1အဲ့ဒီအနီအောင်လေးကငါအပြောင်းလေးက1ကကျွန်တော်2969ကိုစပ်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့မနက်ပိုင်းမှာထွက်ပြန်နော်ထောက်ခွန်လို့ဆက်ဆက်ပေးမယ်ဆိုလို့ရှိရင်ဒီမနက်ပိုင်းမှာ9တက် ပြီးကျွန်တော်ဟိုတခြားဆက်ကမြင်တဲ့ကဏ္ဍတွေလည်းရေးပေးအောင်မနော်ဒီဆက်ကနေရတဲ့ကဏ္ဍကကျွန်တော်9 1အတက်မှာကျွန်တော်ဟောပေါ့ဒဲကိုပိုကစားမယ်နော်ဒဲကိုပိုကစားမယ် ေကိုပို့ကစားမယ်အဘက်ကတော့ရန်သားတင်တယ်ပေါ့နော်အဘက်ကတော့လည်းရန်သားပြီးကျွန်တော်တခြားဆက်ကနေနေတဲ့ကဏ္ဍကတော့ချစ်ကိုအားရဲ့61အားရဲ့အထက်အပူနှစ်ကွက်လေးလေးကူကူရဲ့ ဒီဒီလေးခွက်ကကြတော့ကျွန်တော်တခြား site ကနေမြင်ထားတဲ့ကဏ္ဍဖြစ်ပါတယ်เนาะတော့ထွက်ခဲ့ရင်လည်းဟိုနေ့က83လို့မဖြစ်အောင်လို့ပေါ့เนาะเนาะဒီကဏ္ဍလေးခွက်ကိုလည်းထည့်ပေးလိုက်ပါတယ်เนาะမိတ်ဆွေများအနေနဲ့ဒီ9တစ်ကိုလည်းပေါ့เนาะကျွန်တော်မိတ်ဆွေများအကြိုက်နှစ်တက်တယ်ဆိုမှစားစေချင်ပါတယ်เนาะ site နေထားတော့မိတ်ဆွေများမြင်တဲ့အတိုင်းပဲ ပထမဘက်မှာ2ကိုအောက်မှာ2ကိုဆိုပြီးတော့ထွက်တယ်ဒုတိယဘက်မှာ6ကိုအောက်မှာ6ကိုဆိုပြီးတော့ထွက်တယ်ခုတတိယဘက်5တက်ကောဒီနေ့မနက်မှာ5တက်ဆိုပြီးတော့ထွက်မှာလာပါတော့နော်ကြိုက်တယ်ဆိုလို့ရှိရင်တန်ဆန်းကြည့်ပါမကြိုက်ရင်တော့ဘာမှစရာမလိုပါဘူးနော်ကဲပါကျွန်တော်ချင်မဆွေအားလုံးပေါ့နော်ဒုတိယ 3D အားပေးကန်ဆန်းခြင်းလည်းဆိုလို့ရှိရင်ကျွန်တော်စီမှာအားပေးကန်ဆန်းလို့ရပါတယ်နော်ဒါကနေကနန်းထိုးလို့ရလဲဆိုရင်ဘိုက်ဘာနဲ့တယ်လီဖုန်းကနေကျွန်တော်စီမှာကနန်းလာထိုးလို့ရပါတယ်နော်ဒုတိယ 3D ဗိုက်ဘာနဲ့တယ်လီဂရမ်ဖုန်းနံပါတ်ကကျွန်တော်မွေးကနန်းကတ်မှာရေးထားတဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်နော်ဒုတိယကျတော့80စာပေါ့နော်တတိယကျတော့အာ950စာပေါ့နော်တစ်ထောင်ပို့ပေါ့ရင်5တိန်ခွဲ5တိန်5တောင်းပေါ့နော်တွတ်တွတ်ပလေဟာစေစားရပါတယ်နော်တတိယကျေပါကျွန်တော်ချိမိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဒီအန်ဒီရီကရှင်းကြပါစေလူဝင်စံတော်တွေတလုံးတော့ဝနဲ့ပြည့်စုံပြီးတော့လူတန်းပေးကန်းဆွင့်ကျနေတဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေ ျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအချိန်အနေနဲ့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်